င်္ဂလာပါ line နဲ့ပတ်သက်ပြီးတော့မှဆွဲနေအဆက်လေးပြောပြပါမယ် insert တဲ့ကရိတ်ထဲကိုသွားမယ်အဲ့ဒါကခုနက video မှာတော့ဒီ line နဲ့ပတ်သက်ပြီးတော့ပြောပြီး rectangle လေးတွေဆွဲကြည့်မယ်เนาะဆွဲခြင်းတဲ့ပုံစံလေးကို click တစ်ချက်နှိပ်ပြီးတော့ယူလိုက်မယ်ဖိပြီးတော့ဆွဲလိုက်မယ် rectangle လေးရသွားပါပြီအချောင်းချက်လုံးလို့ရရဲ rotate လဲလို့ရရဲနေရာရွှေ့မယ်ဆိုလို့ရှိရင်တော့ rectangle လေးပေါ်မှာတင်ပြီးတော့နေရာရွှေ့လိုက်ပါမယ် ရှိပ်ထဲကိုသွားမယ်ပုံစံတူတာလေးယူလိုက်မယ်ဖိပြီးတော့ဆွဲလိုက်မယ်ချောင်းချက်လောက်တာတည်ရယ်အဝိုင်အောင်လေးတွေပါလာရယ်ဆိုလို့ရှိရင်ပုံစံပြောင်းလို့ရရယ်ဆိုတာတည်ရပါမယ်ဖိပြီးတော့ဆွဲလိုက်တော့เนาะဒီမှာဖိလို့လည်းရရယ်ဆွဲလို့လည်းရရယ်ပုံစံပြောင်းလို့ရပါတယ်လူတိတ်လဲလို့ရရယ်နေရာရွှေ့လို့ရရယ် shape ထဲကိုသွားမယ်ဒါ rectangle ရတော့ချွန်နီးတူစားပဲပေါ့เนาะ this is shape မှာဆိုလို့ရှိရင်လည်း title တစ်ခုယူလိုက်ပါမယ်။ခြုံချက်လုပ်မယ်၊ rotate လုပ်မယ်၊နေရာရွှေ့မယ်။ shape ဖြည့်ကိုသွားလိုက်မယ်။ click တစ်ချက်နှိပ်ပြီးယူမယ်။ဆွဲချလိုက်မယ်။အဝိုင်းအောင်လေးပါရဆိုလို့ရှိရင်ပုံစံပြောင်းလို့ရတယ်။ဒါခုနကပြုံးနေရတယ်ခုမဲ့သွားပြီပေါ့နော်ဒီမှာပြန်ပြီးတော့ပြုံးလိုက်မယ်အာ rotate အေး sorry အချုံချဲလောက်လို့ရတယ်ပြီးတော့ဒီလို တို့ဒိတ်လဲလို့ရပါတယ်အချုံချဲလို့လို့ရတဲ့နေရာမှာလေဟိုပုံနေထဲတော့မပြောခဲ့သလိုပဲဒီတောင်းလေးတွေကနေအချုံချဲလုပ်မယ်ဆိုလို့ရှိရင်တော့အချိုးကြမယ်တောင်းမဟုတ်ဘဲနဲ့ဒီလိုဘေးကနေဆွဲမယ်ဆိုလို့ရှိရင်တော့အချိုးညင်ညင်လေးနဲ့ဖြစ်လာတာတော့မဟုတ်ဘူးเนาะပုံတမင်လို့ရှင်နေဆိုလို့ရှိရင်ဒီလိုဘေးကနေတုံးကြည့်ပေါ့အဲ့လိုမှမဟုတ်ဘူးအချိုးညင်ချင်နေဆိုလို့ရှိရင်တော့ပုံတွေကိုအကြီးအသေးညီလောက်တဲ့ခါမှာဆိုလို့ရှိရင်တောင်းလေးတွေကနေလုပ်လို့ရပါတယ်ရှိတ်တဲ့ကိုသွားမယ် သူဆိုအကောင်လုံးမပြောပြတော့ဘူးเนาะ block error လူချင်းနဲ့အမြန်လေးကို click တစ်ချက်နဲ့ယူလိုက်မယ်ဆွဲလိုက်မယ်ဝိုင်းအောင်လေးပိုင်ရင်ပုံစံပြောင်းလို့ရရဲ့ဟုတ်ပုံစံပြောင်းလို့ရရဲ့ထိုးထည့်လိုက်မယ်ရှည်လိုက် shape တွေတော့မယ်ဒါဆိုဒီအများလေးတွေကလည်းဒီလိုမျိုးလေးတွေပဲအဝိုင်းရောင်နေတာများတာပဲကွာမအဝိုင်းရောင်ပါတယ်ဆိုလို့ရှိရင်ပုံစံပြောင်းလို့ရတယ်လို့မှတ်ထားလို့ရှိရင်ရမယ်နော်ပြီးတော့ equation shape တွေလည်း22တော့ပါပဲတခုယူပြီးတော့ပြလိုက်ပါမယ်အဝိုင်းရောင်ပါရင်ပုံစံပြောင်းလို့ရပါတယ်ဒေးသွားတယ်ကြီးသွားတယ်ဖြစ်လာတယ်ဒါဆိုနီးလာတယ်ပေါ့နော်ဒါဆိုဒီအောင်လေးကိုဒေးလိုက်အချုံချက်လုပ်မယ် rotate လက်မယ်နေရာရွှေ့မယ် shape တွေတော့လိုက်မယ် ဖြိုးချတယ်အဲ့တိုင်းကတခုကိုယူလိုက်ပါမယ်နေပြီးတော့ဒီမှာဆွဲလိုက်မယ်ဒီမှာတော့အဝါရောင်မပါဘူး flow chart တွေမှာအဝါရောင်မပါဘူးဘာလို့လဲဆိုတော့ flow chart မှာဒီပုံစံလေးတွေကသူတကယ်တမ်းနဲ့သူရှိပြီးတော့အတိပဲလေးတွေရှိနေရမလို့ flow chart မှာဆိုလို့ရှိရင်တော့အဝါရောင်မပါပါဘူးဒီလေးတော့ကြည့်မယ်နော် ချုံချဲလုပ်လို့ရရဲ့ဟိုတိတ်လဲလို့ရရဲ့နေရာရွှေပါမယ်ရှေ့တဲကိုတောလိုက်မယ်ဒါကြီးလဲတူတူတွေပဲပေါ့နော်ပုံစံလေးပြောင်းလို့ရတယ်ဝိုင်းအောင်ပါရင်တော့ပုံစံပြောင်းလို့ရတယ်ရှေ့မယ်နေရာရှေ့မယ်ရှေ့တဲကိုတောမယ်နောက်ခါကျတော့ဒီဟာလေးတောလိုက်ပါမယ် ကဘယ်လိုနေရာမှာတုံးလဲဆိုတော့ဥမာကာတွန်းလေပါတော့ကာတွန်းဆိုက်ပြီးဆိုရှင်သူကဗာပြောနေတယ်သူကပတ်လုံးနေရဆိုပြီးတော့မညွှန်းနေပဲစာလေးနဲ့ထည့်ကျင်နေဆိုလို့ရှိရင်အသုံးပါတယ်ဒီထဲမှာဆိုလို့ရှိရင်သူကစာရိုက်လို့ရပါတယ်စာရိုက်လို့ရတယ်အဝါရောင်လေးရကြတော့အာနေရာပုံစံပြောင်းလို့ရတယ်ပုံစံပြောင်းလို့ရတယ်ဆိုတော့ဒီဘက်ကလူကပြောရဆိုရှင်ဒီဘက်ကများထုတ်မယ်လို့ဒီလိုမျိုးလေးလဲလို့ရတယ်ပေါ့နော်ပုံစံလေးပြောင်းပြီးတော့ယူလို့ရပါတယ် ရာရှိမယ် insert တဲ့ကိုသွားမယ် shape တဲ့အနေနဲ့ယူလို့ရတယ်เนาะ sorry အဝိုင်းအောင်လေးပိုင်ပုံစံပြောင်းမယ်ပြီးတော့ဒီမှာဇာရဲလူရပါတယ်ဒီမှာဇာရဲလူရပါတယ် တော့ရှိတ်လေးတွေအကုန်ဆွဲတက်ပြီးတော့ရေဆိုတော့ခုနကလို delete လုပ်မယ်ဆိုလို့ရှိရင် control e ကိုနှိပ်ပြီးတော့ delete လုပ်လိုက်ပါမယ်။အဲဒါဆို summarize အနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ shape တွေမှာဆိုလို့ရှိရင်အဲမျိုးမျိုးရှိရတယ်ဒါပေမဲ့အဲ့ဒီ shape မှာဆိုလို့ရှိရင်ဟိုတောင်းလို့ရတာကွာအဝါရောင်ပါလို့ရှိရင်ပုံစံပြောင်းလို့ရတယ်ပြီးတော့နောက်တစ်ခုကစာရေးလို့ရတယ် typical လေးနိုင်ပြီးတော့စာရေးမယ်နောက်တစ်ခုကအချုံချက်လုပ်လို့ရတယ်နေရာရှုလို့ရတယ်အဲ့ဒါလေးပဲเนาะ